မင်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတိုင်းရိုင်းနားဆင်နိုင်သလို download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ဒီနေ့သတင်းတွေတင်းမှာတော့ကချင်ပြည်ပေါ်မှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတို့အကြားမဟာမိတ်စုဖွဲ့ရေးကိစ္စဆွေးနွေးမှုတွေလုပ်နေကြပါတယ်။မွန်တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ကလည်းပူးပေါင်းဖို့သဘောတူညီလိုက်ကြပါတယ်။ဂျွန်လ၂ရက်နေ့နဲ့ဒီ၃ရက်နေ့တွေမှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာပြည်ရင်းစစ်ကိစ္စဆွေးနွေးဖို့ရှိနေတယ်ဆိုတဲ့အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ။ကချင်ပြည်ပုံပေါ်မှာတော့ဒီနေ့မနက်ခက်ဆော့ဆော့ကစပြီးတော့နှစ်ဖက်ကြားမှာတိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ကချင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။ပုံပေါ်စက္ကခ27မှာမနက်၄နာရီလောက်ကစပြီးတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်။ပုံပေါ်မြို့ရဲကစစ်ကောင်စီတပ်ဖွဲ့တွေတက်ဆွဲထားတဲ့နေရာတချို့ကိုလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေကသိမ်းယူထားတယ်လို့မြေပြင်သတင်းအရေးမြစ်တွေကပြောပါတယ်။သိမ်းထားတဲ့နေ ရာတွေနဲ့စခန်းတွေကိုအတိအကျသိနိုင်ဖို့ KNO ရဲ့ပြန်ကြားရေးတာဝန်ခံပုံမူကြီးနော်ဘူးကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။ပြီးခဲ့တဲ့တစ်ပတ်မှာတော့ပုံမော်မျိုးပတ်ဝန်းကျင်မှာနှစ်ဖက်တိုက်ပွဲအသံတွေမရှိခဲ့ပေမဲ့လေကြောင်းကနေဘုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် drone နဲ့ဘုံကျဲတိုက်ခိုက်မှုတွေတော့ရှိခဲ့ပါတယ်။ကချင်ဘက်ကတိုက်ပွဲတွေအကြောင်းကိုပြောမယ်ဆိုရင်ကျမတို့ဒီဖကန်ဘက်ကစစ်ရေးအခြေအနေကိုလည်းခြံထားလို့မရပါဘူး။ကာမိုင်းလန်းအတိုင်းစစ်ကြောင်းထိုးပြီးတော့ဝင်လာတဲ့စစ်က ကောင်စီစစ်ကြောင်းကဖကန်းမြို့အဝင်ဝကိုရောက်လာပြီလို့မြေပြင်တည်င်းအရေးမြစ်တွေကပြောပါတယ်။မနေ့ကမနက်ကစလို့ရောက်လာတာဖြစ်ပါတယ်။အရသာပြည်သူတွေကလည်းဘေးလွတ်ရာကိုစပြီးတော့တင်းရှောင်နေကြပါပြီစစ်ကောင်စီကဖကန့်ဒေတာကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်စစ်ကြောင်း၃ကြောင်းခွဲပြီးတော့ဝင်လာနေတာပဲဖြစ်ပါတယ် ဒုတိယတပုတ်ကတော့တော်လိုင်းကြီးတပ်ဖွဲ့တွေပေါင်းစည်းရေးကိစ္စပါလက်နက်ကန်အင်အားစုတွေဒီမဟာမိတ်စုဖွဲ့ရေးကိစ္စဆွေးနွေးမှုတွေလုပ်နေပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့လူထုတော်လိုင်းရေးမဟာမိတ်အင်အားစု PRA မကွေးတို့ကမေလ25ရက်နေ့မှာပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာတော့ပြန့်ကျဲနေတဲ့လက်နက်ကင်တော်လှန်ရေးအစုအဖွဲ့တွေစုစည်းရေးနဲ့မဟာမိတ်ဆိုင်ရာအစုအဖွဲ့တိဆောက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့မေလ26ရက်နေ့ကပူးတွဲထုတ်ပြန်ပါတယ်။ဒီတွေ့ဆုံဆွေးနွေးမှုမှာຫນွေဦးတော်လှန်ရေးစတဲ့အချိန်ကနေလက်ရှိအချိန်ထိနိုင်ငံရေးဖြစ်ထွန်းမှုအခြေအနေတွေကိုပါသုံးသပ်ခဲ့ကြပြီးတော့ဆက်အာဏာရှင်စနစ်တိုက်ဖျက်ရေးနိုင်ငံရေးစစ်ရေး ဆိုင်ရာလုပ်ငန်းစဉ်တွေအားကောင်းလာစေရေးအတွက်ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးပွဲကိုတော့ APSDF ဘက်ကဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌရဲဘော်တန်ငယ်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးဘက်ကရဲဘော်နေမွန်ဦးဆောင်တဲ့ဗဟိုကော်မတီဝင်အဖွဲ့တို့တက်ရောက်ခဲ့ကြပါတယ်။မွန်တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့ကလည်းဒီပူးပေါင်းဖို့သဘောထားထုတ်ပြန်လိုက်ကြပါတယ်။မွန်ပြည်သက်ပါတီဆက်အာနာရှင်တိုက်ဖြတ်ရေးအဖွဲ့ ့ NMSPAD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ပူးပေါင်းပြီးတော့ရမညမွန်တပ်တော် RMA ကိုဖွဲ့စည်းလိုက်ကြပါတယ်။ဒီတပ်ဖွဲ့တွေကစစ်အာဏာသိမ်းပြီးမှပေါ်ပေါက်လာတဲ့တပ်ဖွဲ့တွေဖြစ်ပြီးအဲ့ဒီနောက်ပိုင်းကပေါ်လာတဲ့တပ်ဖွဲ့တွေအားလုံးတမတော်တစ်ခုတည်းဖြစ်ဖို့စူးစမ်းနေကြတာပါ။ရမညမွန်တပ်တော်ဖွဲ့စည်းတဲ့အကြောင်းကိုတော့မေလ24ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။လက်ရှိရမညမွန်တပ်တော်ကိုဦးဆောင်ဖို့နိုင်ငံ ံရေးစစ်ရေးကော်မတီကို အဖွဲ့ဝင်26ယောက်နဲ့ဖွဲ့စည်းထားပါတယ်။ဥက္ကဋ္ဌအဖြစ်တော့နိုင်စရာဒုဥက္ကဋ္ဌနိုင်လီကောင်အတွင်းရေးမှုနိုင်ပညာလေတို့ဥဆောင်မှဖြစ်တယ်လို့ဆိုပါတယ်။စစ်ရေးကော်မတီကိုလည်းဖွဲ့စည်းထားပါတယ်။ရမညမွန်တက်တော်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးတော့တအားမျိုးသားလူမျိုးရေးတက်မလို့ TNL ကလည်းဂုံပြုတဝန်လွှာပေးပို့ပြီးအပြန်အလှန်ကူညီမဲ့အကြောင်းကိုဂတိကဝတ်ပြုထားပါတယ်။ တော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးတော့အာဆီယံထိပ်သီးညီလာခံအကြောင်းကိုပြောပါမယ်နောက်တစ်ပတ်ဒီဇွန်လ2ရက်နေ့ကနေ3ရက်နေ့တွေမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးမှာတော့မြန်မာပြည်တွင်းစစ်ကိစ္စဆွေးနွေးဖို့ရှိနေပါတယ် ာဆီယံအစည်းအဝေးမှာဆွေးနွေးမယ့်အဓိကခေါင်းစဉ်တွေတဲမှာတော့မြန်မာပြည်တွင်းစစ်ကိစ္စလည်းပါဝင်မယ်လို့လက်ရှိအာဆီယံဖွဲ့စည်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်အန်ဝါအစ်ဘရာဟန်ကပြောလိုက်ပါတယ်မြန်မာကိစ္စအပြင်အမေရိကန်ကကုန်သွယ်ခွင့်တွေတိုးမြှင့်မှုကိုဘယ်လိုမျိုးရင်ဆိုင်ကြမယ်ဆိုတာနဲ့တောင်တရုတ်ပင်လယ်နယ်နိမိတ်အငင်းပွားမှုတွေကိုဖြေရှင်းဖို့အဓိကထားဆွေးနွေးမယ်လို့ဆိုပါတယ်မလေးရှားမှာကျင်းပမယ်အာဆီယံထိပ်သီးညီလာခံကိုတော့တရုတ်ဝန်ကြီးချုပ် လီကျင်းနဲ့ပင်လယ်ကွေ့ပူပေါင်းဆောင်ရွက်ရေးကောင်စီ Gulf Cooperation Council ကကိုယ်စားလှယ်ခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်ပါတယ် GCC အဖွဲ့မှာတော့ Bahrain, Kuwait, Oman, Qatar, Saudi Arabia နဲ့ UAE တို့ပါဝင်ပါတယ်။ American နဲ့ကုံသွဲမှုများတဲ့ ASEAN နိုင်ငံတွေအနေနဲ့တရုတ်၊အိန္ဒိယဒီဥရောပသမဂ္ဂတွေနဲ့ကုံသွဲမှုတိုးမြှင့်ဖို့လိုမယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောပါတယ်။ တရုတ်နိုင်ငံနဲ့တောင်တရုတ်ပင်လယ်အငင်းပွားမှုတရုတ်အမေရိကန်အားပြိုင်မှုနဲ့မြန်မာပြည်တွင်းစစ်ကြောင်းသော ASEAN အသင်းကြီးဟာနှချမ်းကွဲစရာမရှိဘူးလို့လဲ Mr. Anwar Ibrahim ကသတင်းထောက်တွေကို ပြောပါရယ်အင်ဒိုနီးရှားမူရစေဝါနှိမ်နင်းရေးအေဂျင်စီကတမိုင်းမှာ အများဆုံးမူရစေဝါတွေကိုဖမ်းဆီးရမိတယ်လို့ဆိုပါရယ်အင်ဒိုနီးရှားမူရစေဝါနှိမ်နင်းရေးအေဂျင်စီရဲ့အကြီးအကဲ Mother News Hukoms ကဒီငါးလားကျော်စောင့်ကြည့်မှု လုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအခုလိုမျိုးဖမ်းဆီးနိုင်ခဲ့တာလို့ပြောပါရဲဆူမထရာကျွန်းစုရိနာကဒီပင်လယ်ပြင်မှာထာရဝါပင်လယ်နဂါစီဒရာဂွန်ထာရဝါဆိုတဲ့တင်မောကိုရက်ခိုင်းပြီးတော့ရှာဖွေရမှာ စိတ်ကြွဆေးပြား နှစ်တန်ကျော်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဒီမူရဲ့စီဝါတွေဟာမြန်မာနိုင်ငံဒီရွှေတရီကန်နယ်မြေဘက်ကမူရဲ့ခိုင်းတွေစီကလာတာဖြစ်ပါတယ်။အင်ဒိုနီးရှားနဲ့တခြားအရှေ့တောင်အာရှကနိုင်ငံတွေဖြစ်တဲ့ဖလပိုင်နဲ့မလေးရှားနိုင်ငံတွေကိုရည်ရွယ်တာဖြစ်နိုင်တယ်လို့လဲအင်ဒိုမူရဲ့အဖွဲ့ကပြောပါရယ် အခုဖမ်းမိတဲ့လေမှာတော့အင်ဒိုနီးရှား၄ယောက်ထိုင်း၂ယောက်ပါလာပါတယ်။မကြခင်နှုန်းကလည်းအဲ့ဒီနေရာနားမှာပဲဒီထိုင်း၁ယောက်နဲ့မြန်မာ၄ယောက်ပါတယ်။လေပေါ်ကနှစ်တန်နီးပါးရှိတဲ့စိတ်ကြွဆေးပြားတွေနဲ့ကိုကိန်းတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ COVID-19 ဖြစ်ပွားမှုဟာတောက်လျှောက်ပြန်ပြီးတော့မြင့်တက်လာနေပါတယ်။မေလ18ရက်နေ့ကနေမေလ24ရက်နေ့ရက်သတ္တပတ်အတွင်းမှာတော့ COVID ဖြစ်ပွားတဲ့သူ9,3500ကျော်အထိရှိလာခဲ့ပါတယ်။အဲ့ဒီထဲမှာဒီ2,000ကျော်ကိုတော့အတွင်းလူနာအဖြစ်ကုသထားရပါတယ်။အဖြစ်အများဆုံးနေရာတွေကတော့ဘန်ကောက်၊ချွန်ဘူရီ၊စမုတ်ပရကန်၊နွန်ထပူရီနဲ့လယောင်တို့မှာ ဖြစ်ပါတယ်။စမုတ်ပရကန်မှာရှိတဲ့အလဲတန်းကျောင်းတစ်ကျောင်းကိုတော့ ဒီကျောင်းပိတ်လိုက်ရပြီး online စနစ်နဲ့တင် जा နေပါတယ်။ကျောင်းသားတွေဘေးကင်းလုံခြုံဖို့လို့ဆိုပါတယ်။နှစ်ဆန်းကလေးကနေဆိုရင်ဒီထိုင်းနိုင်ငံတစ်ခုလုံးမှာ covid-19 ဖြစ်တဲ့သူလူဦးရေ38000ကျော်ရှိသွားပြီဖြစ်ပါတယ်။အဲ့ဒီထဲမှာတော့ covid-19 ရောဂါပိုးနဲ့သေဆုံးတဲ့သူက46ယောက်ရှိပြီဖြစ်ပါတယ်ရှင်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရက်လမ်းမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထက်ကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မြင်းရက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်